စကိုင်းဒလီချစ်စုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့အစင်းမြင့်တာရာဆိုကြံခင်းနေရင်းမြင့်တော်နေပူကန်ကြောက်ပြားခင်းကျင်းမှုအပိုင်းတည်းအောင်ပွဲရေဆက်သွန်းလောင်းအလူတော်မင်္ဂလာအခမ်းအနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တီးမင်္ဂလာကဘာအေးစေတော်မြတ်ကြီးရဲ့ဖနာတော်ဒင်းကိုပကအဖွဲမှကြီးမှုကျင်းပတယ်အစင်းမြင့်တာရာဆိုကြံခင်းနေရင်းမြင့်တော်နေပူကန်ကြောက်ပြားခင်းကျင်းမှုအပိုင်းတည်း အောင်ပွဲရေဆက်သွန်းလောင်းမိဂလာခန်းနာကိုတော့ယမန်နေ့မတ်လ23ရက်နေ့လယ်2နာရီကတီးမိဂလာကဘာအေးစီရောမြကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။တီးမိဂလာကဘာအေးစီရောမြကြီးရဲ့ဘနာတော်ဒင်းကိုပကအဖွဲအနေနဲ့စီရီတော်ဩဝါဒဆရိယဆရာတော်ကြီးများရဲ့ဩဝါဒကိုခံယူပြီးသာသနာရေးနှင့်ရှင်ကျေးမှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဌာနဆိုင်ရာအကြီးအကဲများနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အနိကက်လက်ညှိုးမှုကိုခံယူကစေရီတော်မြတ်ကြီးပတ်ဆောင်ဖွံ့ဖြိုးတိုးတက်ရေးကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိတာဖြစ်တာကြောင့်ယခုအခါစေရီတော်ကြီးအတွင်ပျက်စီးယိုယွင်းနေတဲ့တာရာဇိုကြံကင်းများပြုပြင်မွမ်းမံအစားထိုးခင်းကျင်းမှုလုပ်ငန်းတွေရင်းမြင်းတော်နေပူကန်ကြောက်ပြားများအစားထိုးမွမ်းမံခင်းကျင်းခြင်းလုပ်ငန်းအပိုင်းတစ်တို့မှာယခုအခါပင်းမြောက်နေတာဖြစ်တာကြောင့် လုပ်ငန်းပြင်းပြအောင်မြင်ခြင်းအောင်ပွဲအနေနဲ့ရေဆက်သွန်းလောင်းမင်္ဂလာအခမ်းအနားကျင်းပခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီနေ့ခန်းနာတော့အပိုင်းနှစ်ပိုင်းနဲ့ကျင်းပမှာပါ။ပထမတစ်ပိုင်းကတော့ဒီမိုးမနာရှိမှာပဲကျိုးဖြတ်ပြီးတော့ပါအခမ်းအနားကိုခွင့်လွှတ်တဲ့အခမ်းအနားဖြစ်ပါတယ်။အဲဒါပြီးလို့ရှိရင်ဒုတိယပိုင်းအနေနဲ့ကတော့ဒေတော်ကြီးအတွင်းမှာဒီရေဆက်ချဘယ်လိုမင်္ဂလာခန်းနာကြီးကိုကျင်းပမှာဖြစ်ပါလား။ ဟိုဒီမှာတော့ဒီလုံ92ရပေါ့နော်လုံ92ရကအဘတော့လုံခဲ့တဲ့2024ခုနှစ်ဒီပုံနေရသေးပေါ့ပုံနေရသေးကစပြီးတော့လုံငန်းကိုဒီဒေတော်မြကြီးအတွက်မှာဒီဒါဆိုတွေအခင်းတွေကိုဒါပြုပြန်မမသာတို့ခင်းမှုစီစဉ်ခဲ့တာပါဒီဒါဆိုတွေကဒေတော်ကြီးစတိဆောက်ကြတဲ့ကဒါလုခဲ့တာလေးဖြစ်တဲ့အတွက်နှစ်ပေါင်းများစွာကြာလာတဲ့ခါမှာရောက်စင်းနေပြက်တယ်အဲနောက်တော့ကဒီ ပေါက်ပေါက်တာတွေပြီးပါပြီဖြစ်လာပါဘောဒီအင်္ဂလိပ်ကဆွဆွရရော့လာပြောအဲ့လိုဖြစ်လာတဲ့ခါနာမြင်မတော်ဖြစ်လာတဲ့အတွက်ဒီတားဆိုးတွေကိုအစားထိုးပြီးတော့ပြုပဲမောမအစားထိုးခင်းခြင်းမို့ပါလို့စီစဉ်ခဲ့ပါတယ်စီစဉ်ခဲ့တဲ့ခါမှာဒီမြားပြုသူကိုကျင်ညာပြီးတော့အလူခံလိုက်တဲ့ခါမှာအလူငွေပေါင်းသိန်းပေါင်း900ကျော်ရပါတယ်ဒီတားဆိုးတွေကျင်းပေါင်းအားလုံးပေါင်းအဲဒီရောကျင်းပေါင်း80ပေါင်းကျော်ရှိပါတယ်ဈေးတော်အတွက်မှဈေးတော်အတွက်မှရောဈေးတော်လေကားလေကားတွေ20 20ပေါ့နော် အပေါ်လေကား90ဆင်းအောက်လေကား90ဆင်းအဲ့လေကားတွေပါဝင်ကျမောင်း80လောက်ရှိတော့ဆိုမှာကင်းလိုက်တဲ့ခါကျတော့လိမ္မောင်း932လိမ္မောင်းကုန်သွားပါလေကုန်သွားတော့ဒီသိန်း400ကျော်တော့400 300လောက်အဲ့ဒီမှာငွေကျန်ကျန်နေပါလေကျန်တော့ဒီဥဒ္ဒါဆက်ပြီးတော့ဂေါကအဖွဲ့ဒါလုံးလပ်ပြီးတော့မှဒါဆိုလုံကပြီးတော့တော့လည်းပဲရေမြင်တော့ကနေဘူးကကြောက်သားတွေကဒီအမြင်မတော်ဖြစ်နေတယ်တချို့ကကွဲတယ်တချို့ကလည်းအယောက်စင်းနေမှမှန်အဲ့တော့နေဘူးကကြောက်သားတွေက ဒီပြည့်မယ်မောမခင်ချင်းမို့လောလာတဲ့အတွက်နေဘူးကစခြင်းကြောက်ပြားတွေကိုအစားထိုးပြီးတော့ပြည့်မယ်မောမခင်ချင်းမို့ဒါဆက်လက်ဆောင်ရခဲ့ပါတယ်ဆက်လက်ဆောင်ရခဲ့တဲ့အခါမှာသူဒါပထမပိုင်းပေါ့ဒါပထမပိုင်းနေနေရတော့ဒီကျွန်တော်တို့ဒီကကုတံဖရာနှစ်လမ်းနေပြီးတော့မှဒီဒီပင်္ဂလာနှစ်လမ်းအထိတစ်ပိုင်းဒီပင်္ဂလာနာလန်းမှာတကဂေါရမနာလန်းတိအဲဂေါရမရှိနာလန်းတိတပိုင်းပေါ့အဲ့ဒီနှစ်ပိုင်းကိုပထမပိုင်းတော့မှတ်ပြီးတော့ဆောင်ရွက်ခဲ့တဲ့အခါမှာဒီ အများပြည်သူတွေလည်းဆက်ပြီးတော့အလူခံလိုက်ပါတယ်အလူခံလိုက်တဲ့အခါမှာပိန်မောင်းအဲဒီအဲတထောင်ကျော်လောက်ပေါ့1100ဝန်းကျင်လောက်အလူခံရရှိပြီးတော့မှဒီလုံငန်း2ရက်ဒီပထမပိုင်းကိုခင်းလိုက်တဲ့အခါမှာပိန်မောင်းစုစုပေါင်းဒီကျွန်တော်တို့2900ပိန်မောင်း3000မြေပါတော့ဒါကုန်ကြပါပါတယ်ကုန်ကြတဲ့အခါမှာဒီလိုအပ်တဲ့ပိန်မောင်း1500ကျော်ကျော်တော့ဒီဒီရမကြီးရဲ့ဘာနာတော့ပေါ့နော်ဘာနာတော့မှာသာဝရဘက်ဆုံး လူလောင်ွေသွားကြတော့ခေါင်းငယ်ရှိပါတယ်အဲ့ဒီမှာလူခံထားတဲ့ငွေတွေကလိုအပ်တဲ့ဟာတွေကိုပြည့်ပြည့်မို့တဲ့ဒါလူခံထားဖြစ်တဲ့အတွက်အဲရောတဲ့အဲ့ဒီရာစိုက်ထုတ်ပြီးတော့မှဒါကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲအများပြည်သူတွေလူရဲငွေတွေထပ်ရရင်လည်းဒါကိုပြန်ပြီးတော့ပြည့်သွင်းတော့မှဖြစ်ပါတယ်ပြီးတော့ဒါကတော့လုံငန်းတော့တဲ့ပထမပိုင်းတစ်ပိုင်းနေတာတော့ကောင်းပြည့်ပြည့်စုံစုံပြီးသွားပါပြီဒုတိယပိုင်းကတော့ဆက်လုပ်ဖို့ကလောတဲ့နေဘူးကံကြောင့်ပြားရရှိဖို့ဒီမရာဘက်ကလောတဲ့ခြေနေရနေဘူးကံကြောင့်ပြားထုတ်ရရှိမှုကကတ္တရှိနေတဲ့အတွက် ခက်ခဲမှုလည်းရှိတယ်ဈေးနှုန်းတွေလည်းမြင့်နေတဲ့အတွက်ဒါလုပ်ငန်းကိုခိတ္တရထားပြီးတော့မှဒီနောက်အချိန်နေပေးတဲ့ခါမှာနေမူကံကြောက်ကခင်းကျင်းမှုအပိုင်းနှစ်ကိုဆက်လက်ဆောင်ရွက်ဖို့ဘောဘကဖွဲ့ရနေပြောဒါအဆုံးဖြတ်ထားပြီးတော့လောတဲ့ယာယီဆိုင်ကထားပါလားအဲဒီဒီနေ့ကတော့ဒီပထမပိုင်းဒါပြီးသွားတဲ့အတွက်အဲအစိမ့်မင်းတာတာဆိုခင်းကျင်းမှုပိုင်းနဲ့ဒီရင်းမင်းတော်နေမူကံကြောက်ကခင်းကျင်းမှုပထမပိုင်းပေါ့ဒီအပိုင်းနှစ်ပိုင်းအတွက်ဒါ အခုဒါအောင်ပွဲပေါ့အောင်ပွဲခြေသက်အသွမ်းတော့အလှမင်္ဂလာခန္ဓာကိုယ်လာကျင်းပါလာဖြစ်ပါလားတိမင်္ဂလာကဘာအေးစေတီတော်ဗနာတော်ဒင်ကောပကအနေနဲ့စေတော်ကြီးရေရှိတီတန့်ပြီး ရာသီဥရုတန်ကြံ့ကြံ့ခံနိုင်စေရန်စင်စက်မပြတ်ပြုပြင်မှုမှန်မှုတွေကိုဆောင်ရွက်လျက်ရှိတာဖြစ်သလို့ နေပူကန်စကြင်ကြောက်ပြားများပြုပြင်မွမ်းခင်းချင်းချင်းမှာအပိုင်းတဲ့အနေနဲ့အောင်မြင်စွာပြမြောက်ခဲ့တာဖြစ်ပြီးအပိုင်းနေနေနဲ့နေပူကန်စကြင်ကြောက်ပြားဝယ်ယူရရှိရန်အခက်အခဲရှိနေခြင်းကြောင့်ခင်းချင်းမှုလုပ်ငန်းကိုခိတရနာထားပြီးနောက်ပိုင်းမှာအဆင်ပြေမှုရှိလာပါကခင်းချင်းမှုလုပ်ငန်းအပိုင်းနဲ့အနေနဲ့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ဖျားဘူးလာပြည်သူများအနေနဲ့ဇေယျတော်ကြီးတို့လာရောက်ဖူးမြော်ရင်ဇေယျတော်ကြီးပြုပြင်မွမ်းမှုအပိုင်းအတွက် ကုသိုလ်ပြုပါဝင်လူတန်းနိုင်ပါကြောင်းကိုလည်းနှိပ်ပန်းအကျိုးမျှော်လို့နှိုးဆော်လိုက်ရပါရဲ့ရှင်အဲ့ဒီတော့ကျွန်တော်တို့ဒီအခုဒါနေဘူးကကြော်ပြခင်းခြင်းမှုအပိုင်းမှာလည်းပဲဒါအလုံးဝတွေလိုရတော့လဲကျွန်တော်တို့ကရှိတဲ့ငွေနဲ့ပဲဒါဆိုက်လို့လို့လို့လာဖြစ်ပါတယ် ဒါနောင်လည်းဆက်လို့သွားမှာဖြစ်ပါတယ်ဒီမှာလည်းလုံတော့ပြေရွှေပင်ကားတော့လည်းဒါဒါလေးငါးနှစ်တကြိမ်ပြန်ကားတယ်လုံငါဖြစ်ပါတယ်အခုကကျွန်တော်ကဒီရွှေပင်ကားလုံတော့ပြေကဒီလုံတော့ရိုးတော့မြက်ပါရွှေတွေနဲ့အများပိုင်းအများစုအပိုင်းကိုတော့ကတ်ခဲ့တော့တယ်ပဲအဲတော်နာနာတော့ကျွန်တော်ရွှေရင်ရွှေပြားပင်ကားတော့လည်းနေတာကတ်ကတ်ခဲ့တာလည်းရှိပါတယ်ဥပမာဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ပိုင်းကဒီမပြောဘူးတော့ဆိုလို့ရှိရင်ဟာလာလာရွှေပြား အပြည့်ကတ်ထားပြီးပါပြီ။မပြောဘူးတော့တစ်ခုလုံးအတွက်ရွှေဘက်အားလုံးပေါင်း၄၃၉ကျက်အဲတကြသားပြားပေါ့နော်ဟုတ်လားကိုလက်မကိုလက်မကိုလက်မပတ်လေတကြတကြပါ၄၃၉ကျက်အဲ့ကတ်ထားပြီးတော့မှအပြည့်ကတ်ထားပြီးတာဖြစ်ပါတယ်။အလှူရှင်နဲ့လှူရမှုနဲ့ကတ်ထားတာပါ။မပြောဘူးတော့အောက်မှာကျွန်တော်တို့ကြမောက်ကြလာရှိပါတယ်။ကြမောက်ကြလာရဲ့အောက်မှာဖောင်းရည်တော်ရှိပါတယ်။ဖောင်းရည်တော်ရဲ့အပေါ်ဆုံးဖောင်းရည်ပေါ့နော်။တသမဖောင်းရည်လို့ခေါ်ပါတယ်။အဲ့ဖောင်းရည်ကိုလည်းကျွန်တော်တို့ကအခုတကြပါးပြား36ကျပ် အဲကတ်ထားပြီးပါပြီအပတ်လေပေါ့ပတ်လေ၃တန်းပေါ့နော်၃တန်းအပြည့်ပေါ့ကတ်ထားတော့336ကျက်ရှိပါတယ်ရကောင်းပြန်ဟုတ်လားကျမောက်ကျန်လာကိုလည်းကျွန်တော်ကကျမောက်ကျန်လာလည်းရွှေရွှေသားတွေရွှေသားတင်ကနေကတ်ကတ်တဲ့အခါမှာကျမောက်ကျန်လာကတော့ရွှေလုံငန်းရှင်ကျွမ်းကျင်သူရဲ့ကတ်ချက်မှုရာရွှေ73မိသားလောက်လိုအပ်ပါတယ်တို့တော့လည်းကျွန်တော်ကဒီကိုဘဲမတိုင်ခင်တော့အလူခံထားတဲ့ရွှေသားရွှေရွှေကျွန်တော်၃မိသားကြော်ကြော်ပေါ့နော်၃မိသား အဲခွဲနေပါတော့နဲ့အဲဒါလုံးလိုက်တဲ့အခါမှာသူတော့လေကျမောက်ကျလာရဲ့အထက်ပိုင်းပေါ့လေးဖို့တပုံကတ်ထားပြီးပါတယ်ဒါဒီနှစ်ပုံနဲ့ရစီကဒါကျွန်တော်ကတ်ခဲ့ပါတယ်ကတ်ပြီးတော့ကျွန်တော်တို့ဒါဒါရေသသုံးအောင်လူမင်္ဂလာလေးကျင်းပခဲ့ပြီးဖြစ်ပါတယ်ကျန်တဲ့ကျမောက်ကျလာရဲ့အောက်ကလေးဖို့သုံးဖို့အပိုင်းမှာဆက်ကပ်ဖို့ရှိပါတယ်အာလူရှင်တွေကတော့အများအားသာလိုလိုအပ်နေတာရှိပါတယ်ဟုတ်လားအများအားအများအားလက်ခံနေပါတယ်ရှုတင်ကားဆိုလည်းအများအားလက်ခံနေပါတယ်ပဲဆုံးထားတော့လူငွေတွေလည်းလက်ခံနေပါတယ် အဲအများပြည်သူတွေနေရတော့ဒါကိုကျွန်တော်လာရောက်ပြီးတော့အဖူးမြော်လှူဒါန်းလို့ရပါတယ်လို့ပြောကြလို့ပါတယ်